ဧပြီ6ရက်နေ့အတွက်တင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းဖြည့်ရက်တွေကတော့ဒိုမီနီကန်မှာ night club အမူပြိုကျပြီးလူ80နီးပါးတိတ်ဆုံးတဲ့သတင်းတရုတ်ကစမ်းသပ်နေတဲ့မျိုးဆက်သစ်တိုက်လေရင်ရဲ့ဗီဒီယိုအသစ်တစ်ခုထွက်ပေါ်လာတဲ့အကြောင်းမင်္ဂလာလက်ဖွဲ့ငွေစင်ကာပူဒေါ်လာ9000ခိုးသွားသူကိုစင်ကာပူရဲတပ်ဖွဲ့ဖမ်းဆီးတဲ့ဖြစ်စဉ်ဒီသတင်းတွေနားဆင်ရမှာပါဒိုမီနီကန်နိုင်ငံမှာ night club တစ်ခုရဲ့အမိုးပြိုကျမှုကြောင့်လူ80နီးပါးသေဆုံးပြီးယာနေချီဒဏ်ရာရခဲ့ကြောင်းသိရပါတယ် ဧပြီလ၈ရက်နေ့အာယုံမတက်ခင်မနက်အစောပိုင်းတုန်းကဒိုမီနီကန်နိုင်ငံရဲ့မြို့တော်ဆန်တိုဒိုမင်ဂိုမှာရှိတဲ့ night club ရဲ့အမူရုတ်တရက်ပြိုကျပြီးလူအများအပြားကိုပိမိခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်ထိအသေးအပြောက်89ဦးအတိပြုတွေ့ရှိထားပြီး150ကျော်ဒဏ်ရာရခဲ့ကြောင်းကယ်ဆယ်ရေးတွေကပြောပါတယ်။ Jet Set Night Club မှာနိုင်ငံကျော်အဆိုတော်တဦးရဲ့ဖျော်ဖြေပွဲကြောင့်လူတွေစီကားနေချိန်အခုဖြစ်ရက်နဲ့ကြုံခဲ့ရတာဖြစ်ပါတယ်။ ကေဇေးအဖွဲ့ဝင်400လောက်ကအပြည့်အစည်တွေကြားမှာနောက်ထပ်ပိတ်မိသူတွေကိုရှာဖွေနေပြီးအသေးအပြောက်ကလက်ရှိထက်မြင့်တက်လာမှာကိုစိုးရိမ်နေကြပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းအသက်ရှင်ရပိတ်မိနေသူတွေကိုကယ်ထုတ်နိုင်ဖို့မျှော်လင့်ထားကြောင်းကေဇေးတွေကဆိုပါတယ်။အဆောက်အအုံအမူဘာကြောင့်ပြိုကျသလဲဆိုတာကိုတိတိကျကျမသိရသေးပါဘူး။ဒိုမီနီကန်သမရကထိခိုက်သေးဆုံးသူတွေရဲ့မိသားစုတွေနဲ့ထပ်တူစာနာဝမ်းနည်းကြောင်းပြောကြခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကိုအစွမ်းကုန်ဆောင်ရွက်ပေးကြဖို့သက်ဆိုင်ရာဌာနအသီးသီးကိုညွှန်ကြားထားပါတယ်ရှင်။တရုတ်ကတိုးတိုးဖွက်ဖွက်တီထွင်စမ်းသပ်နေတဲ့မျိုးဆက်သစ်တိုက်လေရင်အစ်စ်နဲ့ပတ်သက်တဲ့ဗီဒီယိုတစ်ခုထပ်မံထွက်ပေါ်လာပြီးနိုင်ငံတကာစစ်လက်နက်ရေးရာသူတွေတီတွေကြားမှာစိတ်ဝင်တစားဆွေးနွေးမှုတွေရှိနေပါတယ်။တရုတ်ရဲ့ပြိုင်ဘက်အမေရိကန်နဲ့အနောက်မဟာမိတ်နိုင်ငံတွေဟာအဲ့ဒီလေရင်နဲ့ပတ်သက်လို့အထူးတလဲအာရုံစိုက်ထားပြီး J36 လို့ကုန်နာမည်ညွှန်းဆိုခေါ်ဝေါ်လေးရှိပါတယ်။ အဲ့ဒီလေရင်ရဲ့ထူးခြားချက်ကတော့အမီပိုင်လုံးဝမပါတဲ့ကိုထဲတိဆောက်ပုံပဲဖြစ်ပါတယ်။ပြီးတော့လေရင်ရဲ့ဂျက်အင်ဂျင်ကိုလည်း၃လုံးအထိတက်ဆင်ထားတာပါ။အခုသတင်းပတ်ထဲမှာတော့ J36 တစ်စီးဟာစီချွမ်ပြည်နယ်ချန်တူမြို့မှာရှိတဲ့ချန်တူလေကြောင်းကာကွယ်ရေးနည်းပညာကုမ္ပဏီနာကအဝေးပြေးလမ်းမတစ်ခုပေါ်မှာခက်နှိမ့်နှိမ့်ပြန်ပြီးဆင်းသက်သွားတဲ့ဗီဒီယိုလူမှုကွန်ရက်ပေါ်ပြန့်နှံ့လာပါတယ်။ဒီဗီဒီယိုထဲမှာတော့ J36 ရဲ့တိဆောက်ပုံကို ပိုပြီးထင်းထင်းရှားရှားမြင်ခဲ့ရပါတယ်။အဲ့ဒီကုမ္ပဏီကဂျေး36ကိုတီထွင် ထုတ်လုပ်ထားတဲ့လုပ်ငန်းစုလည်းဖြစ်ပါတယ်။လေယာဉ်ရဲ့စွမ်းဆောင်ရည်နဲ့ထူးခြားတဲ့အချက်လက်တွေကိုတော့ဘာမှမသိရသေးပါဘူး။ဒါပေမဲ့လေယာဉ်ရဲ့အချိုးအစားအရာရေဒါနဲ့ထောက်လန်းမှုကိုရှောင်ကွင်းနိုင်တဲ့ကိုပြောင်နည်းပညာပါဝင်မယ်လို့လက်နက်ရေးရာပါရဂူအများပြားကတညီတညွတ်ထဲယူဆထားပါတယ်။အမီးကိုဖျောက်ထားတဲ့ဒီဇိုင်းရဲ့ရည်ရွယ်ချက်ကိုတိတိကျကျမသိရသေးပေမဲ့ ပိုပြီးလျင်မြန်ပေါ့ပါတဲ့စစ်ကစားပြန်တမ်းမှုတွေလှုပ်ဆောင်နိုင်ဖို့ဖြစ်နိုင်ပါတယ်။ J36 ကနိပညာပိုင်းအရာစက်ထမမျိုးစဲလို့အဆင့်သတ်မှတ်ရမယ်အဆင့်အမြင့်ဆုံးတိုက်လေရင်မျိုးဖြစ်လာနိုင်ပါတယ်။အရင်ကလည်း J36 ပြန်တမ်းနေတဲ့ဓာတ်ပုံတွေနဲ့ဗီဒီယိုမှတ်တမ်းတွေအကြိမ်တချို့ထွက်ပေါ်ခဲ့မှုပါတယ်။ လက်ရှိအချိန်ထိတော့အမေရိကန်ရဲ့လေကြောင်းစိုးမိုးရေးတိုက်လေယာဉ် F22 နဲ့ဗတ်ဆောင်3 F35 တွေဟာကမ္ဘာပေါ်မှာအကောင်းဆုံးဤပညာအမြင့်ဆုံးတိုက်လေယာဉ်တွေအဖြစ်အတိအမှတ်ပြုခံထားရပေမဲ့ J36 ရဲ့တိစောက်မှုနဲ့စွမ်းဆောင်ရည်တွေဟာပြိုင်ဘက်တွေကိုစိန်ခေါ်လာနိုင်မလားဆိုတာကိုပညာရှင်တွေကစိတ်ဝင်စားနေပါတယ်။တရုတ်က J36 ကိုရီမန်းချက်ကြီးကြီးနဲ့စမ်းသပ်နေသလိုအမေရိကန်သမ္မတ Trump ကလည်းစစ်ထမအမျိုးဆက်တိုက်လေယာဉ်သစ်တွေသုရေသနပြုထုတ်လုပ်မဲ့ project ကို ပြီးခဲ့တဲ့လတုန်းက Boeing Company စီအနှင်းခဲ့ပါတယ် F47 လို့ယာယီကုန်နမည်ပေးထားတဲ့အဲ့ဒီတိုက်လေယာဉ်ရဲ့စမ်းသပ်အဆင့် prototype ကို Boeing ကပြန်တမ်းပြီးအဆင့်မြင့်လေ့လာနေတာ9နှစ်လောက်ရှိခဲ့ပြီလို့ Trump ကပြောပါတယ်တကယ်လို့နှစ်နိုင်ငံစလုံးရဲ့စီမံကိန်းတွေကရီမန်းထားသလိုအောင်မြင်ခဲ့မယ်ဆိုရင်တော့ F47 နဲ့ J36 တို့ဟာစတ္ထမမျိုးစံအနာဂတ်တိုက်လေယာဉ်တွေအားဆက်မှုမှာအဓိကပြိုင်ဘက်တွေဖြစ်လာဖွယ်ရှိနေပါတယ်ရှင် စင်ကာပူနိုင်ငံမှာမင်္ဂလာလက်ဖွင့်ငွေလက်ခံတဲ့နေရာကနေလက်ဖွင့်ငွေစုစုပေါင်းစင်ကာပူဒေါ်လာ9000လောက်ခိုးယူခဲ့တဲ့အမျိုးသားတအူးကိုရဲတွေကဖမ်းဆီးခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကုံကစင်ကာပူရဲတပ်ဖွဲ့ဟာမင်္ဂလာပွဲကျင်းပတဲ့ဟိုတယ်တစ်ခုကနေတိုင်ကြားမှုကိုလက်ခံရရှိခဲ့တာပါ။အမည်မသိအမျိုးသားတယောက်ကလက်ဖွင့်ငွေစုစုပေါင်းစင်ကာပူဒေါ်လာ9000လောက်ထည့်ထားတဲ့အနေအထားလက်ဖွဲ့ထုံနှစ်ခုကို ယူဆောင်သွားကြောင်းရဲတပ်ဖွဲ့စီတိုင်ချက်ရောက်ရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်ရဲတပ်ဖွဲ့ကအမျိုးသားကိုလိုက်ရှာခဲ့ပြီး April 9ရက်နေ့မှာဖမ်းဆီးရမိခဲ့ပါတယ်။ဒါပေမဲ့နောက်တနေ့ April 10ရက်နေ့မှာမှဒီအကြောင်းကိုသတင်းထုတ်ပြန်ခဲ့တာပါ။သူ့လက်ထဲကနေစင်ကာပူဒေါ်လာ3000လောက်ကိုပဲပြန်လည်သိမ်းဆီးရမိခဲ့တယ်လို့ရဲတွေကဆိုပါတယ်။ကနအူးစုံစမ်းမှုတွေအရအဲ့ဒီအမျိုးသားကလက်ဖွဲ့ငွေတွေကိုခိုးဖို့ကြိုတင်ကြံစီထားတာလို့ယူဆရပြီးခိုးယူမှုအပြီးမှာအဝတ်အစားတွေကိုပါပြောင်းလဲဝတ်ဆင်ခဲ့ကြောင်းရဲတွေကပြောပါတယ် သူကခိုးမှုနဲ့တရားစွဲဆိုခံရပြီးပြစ်မှုထင်ရှားရင်အမြင့်ဆုံးထောင်ဒဏ်၃နှစ်အထိကြာခံရနိုင်ပါတယ်။တရားဥပဒေကိုပြောင်ပြောင်တင်းတင်းလက်ရဲဆက်ရဲချိုးဖောက်တဲ့ဒီလိုကိစ္စမျိုးကိုဘလို့အကြောင်းနဲ့မှတိခန့်နိုင်စရာမရှိဘူးလို့လဲစင်ကာပူရဲတွေကပြောကြားထားပါတယ်ရှင်။ People Spring ရဲ့နိုင်ငံတကာသတင်းဖြစ်ရတဲ့ချို့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။